တခါတုန်းကမြက်ကင်းမြင်းကြီးရဲ့အထက်သပင်အောက်ကလူထီးတဲ့တကောင်းကြီးထဲမှာတန်းရောင်နှခေါင်းလေးနေရဝဲဝဲလေးရှိတဲ့ခြေချောင်းခြေချောင်းကြီးကျမလေးတကောင်းမိပါတည်းသူနာမည်ကမိုင်လူလူခေါ်ပြီးချစ်စရာလွန်ကောင်းနေချစ်ချင်းမိတာရီနဲ့ပြည့်ဝနေတဲ့နှလုံးသားလေးလေးရှိပါတယ်မနက်တန်းသူပြောလို့ရှိတာကမင်္ဂလာပါမင်္ဂလာပါလို့ပြောတတ်ပါတယ် ညနေတိုင်းမှာလေဒီကနေ့တွင်အရာရာအလုံးကိုကျေးဇူးတင်ပါ၏လို့ပြောတတ်ပါသေးတယ်။တနည်းမနဲ့မိုးလင်းချိန်မိုင်လိုနိုးလာတော့ညနာလေးကိုတက်နှခေါင်းလေးပုတ်ပြီးနေမင်းကြီးကိုကြည့်ကနေမင်းကြီးရဲ့အလင်းအတွက်ကျေးဇူးပါလို့ဝမ်းသာကြည်နူးစွာပုတ်ပြောလိုက်ပါတယ်။ဒီတဲ့အခါအစစာရှာဖို့တော်တဲ့ကိုပျော်ရှင်စွာတော်ပါတယ်။မိုင်လိုတွေ့တော့တာကတော့ ဒီစကီဒီတီချောင်းလေးဒီငေးတုံးကြီးဒီပေါ့အိမ်မက်လို့အဆစာတွေကိုမိုင်းလူတွေ့ရတာဟာဘလောက်တောင်ကန်ကောင်းလိုက်ပါတလေကလီလူကြီးဒီတော့မိုင်းလူကကျေးဇူးပါကျေးဇူးပါတိတ်ကောင်းတဲ့အရာလေးပါငါကကျမလေးဆိုပြီးမင်းပျော်ရွှင်လိုက်တာစားပြရတွေကိုပေးတဲ့သူတိုင်းကိုကျေးဇူးပါကျေးဇူးပါလို့ပျော်ရွှင်စွာပြောလိုက်ပါတယ် မိုင်လိုစားနေတဲ့အချိန်မှာပဲနောက်ကိုကြည်တဲ့ကောင်ရုတ်တရက်ရောက်လာပါတယ်။မဲနဲ့တဲ့အတောင်းကြီးမျက်လုံးတွေတောက်တောက်ပပနေ။ဟေ့ကြွက်မလေးငါ့ကိုလည်းနည်းနည်းပေးနိုင်မလား။ငါလည်းပိုက်စားလို့ပါလို့ပြောတော့မိုင်လိုကပြုံးပြီးဒီငယ်တုံးပြေးလိုက်ပါတယ်။ကြည်ကန်းကကျေးဇူးပါမင်းဟာတိတ်ကျင်တာတက်တဲ့ကြွက်မလေးပါပဲလို့ပြောလိုက်ပါတယ်။မိုင်လိုကအမီလေးလှုပ်ပြီးကြည်ကန်းကိုပြန်ပြောလိုက်ပါတယ်။ ယေရှုတင်တက်တဲ့နှလုံးသားဟာဘယ်တော့မှမပျက်စီးဘူးလို့ဖြစ်ပါတယ်။ချက်ချင်းပဲမိုင်လို့ရဲ့ရှိမှုဂျုံမာလေးကကုန်ဝင်လာပါတယ်။ယုံကလေးရဲ့ခြေတော်ဟာအင်းကြီးတစ်ခုနဲ့တိုင်ပြီးတော်ပြီးမိုင်လို့ရဲ့ရှိမှာလိမ့်ချတော်ပါတယ်။အိုးနားလိုက်တာယုံမာလေးကခြေတော်ကိုကိုယ်ရင်ပြောတဲ့အခါမိုင်လို့ကငါမြင်လိုက်တဲ့ယုံကလေးကြီးအတော်မျက်နာသွားသလားလို့သူ့ကိုကူထူပေးရင် ဘေဘီပြီးသေးပြီပြီးလိုက်ပါလေချိုးမြတဲ့အသီးလေးစားလိုက်ပါနော်အနာတွေပျောက်သွားပါသည်ကွယ်လို့ပြောလိုက်ပါလေဂျုံမာလီကရွှေရှင်တော်နဲ့မိုင်းလူကြီးမင်းဟာသိကျင်လာတာပဲလို့ချီးမွမ်းစကားဆိုပါလေဒီခါမိုင်းလူကငါကကူညီရတာကိုကြိုက်တယ်ဒါကတငယ်ချင်းတွေကိုငါဘလောက်ပြူးစိုက်တယ်ဆိုတာပြလိုက်တာပဲမဟုတ်လားလို့ပြောပါလေနေလေရောက်တော့ တော်ရီမှာပျော်ရွှင်နေပြီပြည်နေပါလေကွယ်မက်တွေယုံနေအစတခင်လိတ်ဆန်တွေအလုံးစုယုံလာကြပါလေသူတို့အလုံးကမိုင်းလို့ရီမင်းဒီနေ့ငါတို့ကိုကူညီပေးတယ်မင်းကတကယ်ချင်းတွေကိုဝေးမျှတယ်ဘယူဆိုင်တယ်မိစီရီအတွက်အရာရာကိုကူညီဆောင်ရွက်ပေးတယ်ဒါကြောင့်ငါတို့အလုံးကလည်းမိုင်းလို့ကိုကျေးဇူးတင်ပါတယ်လို့တညတညတေဝိုင်းဝန်းချီးကျူးပြောဆိုကြပါလေကွယ် ဒါတော့နေသူတို့ကမိုင်လို့အတွက်တိုးရဲမှာရှိတဲ့သူရဲ့ဒီနေတချင်းတွေပြီးစုကြပါလေကိုဝိုင်းဖွဲ့ပြီးလေကကုန်ကြပါလေအဲ့ဒီနေ့ဒီနေ့လုံးကျွမ်းမလေးမိုင်လူနဲ့အတူပြီးစုကြတယ်ကကုန်ကြတယ်မိုင်လူကအပြိုကြီးပြောတာတကယ်ချင်းတွေအတွက်ကျေးဇူးပါလောကကြီးကြီးဘလောက်ပြောစရာကောင်းလိုက်လေသူစုမိပါတဲ့ကိုဤတော့သူဟာကြောက်တုံးဖို့တက်ပြီး လက်တစ်ဖက်ကိုညောက်ကတိုးတဲ့ကတငေးချင်းတွေအကုန်လုံးကိုဟော်ပြောလိုက်ပါတယ်။အဲဒီမိကစားပြီးတိုးတဲ့မှာရှိတဲ့တရဝါတိုင်းဟာမိုင်းလို့လူမျိုးအရာရာကိုကျေးဇူးတင်တတ်တဲ့စိတ်ညောက်ဝီရဲ့စိတ်မေတ္တာကြည်လွန်လေးနဲ့ပြည့်စုံလို့ရှိသောနေထိုင်ကြပါတဲ့ကိုကလေးလူကြီးကလေးလူကြီးကျေးဇူးတင်တတ်တဲ့ကလေးပုံမြင်ကနေဒီကလေးလူသင်ငန်းစာယူဖို့အချက်ကလေးတွေတို့ပြမယ်နော် ေးဇူးတင်လိုက်ရပါမယ်။မိမှရှိတဲ့အရာတွေကိုအခြားသူတွေနဲ့ဝေမျှရပါမယ်။တငယ်ချင်းဤတဝန်းချင်းတွေကိုလည်းကူညီပေးနိုင်ရပါမယ်။တပင်းတွေဒိဋ္ဌိတွေနဲ့အာတတာဖြစ်စွာအေးထိုင်တက်ခြင်းတို့ရဲ့သဘာဝကိုချင့်မြင်နိုင်ခြင်းတွေလည်းရှိရပါမယ်။အပြုသဘောဆောင်ရင်းစိတ်လေးစိတ်ထားဖြစ်တဲ့ခက်ခဲမှုတွေကြုံပြီးတိုင်းလေယေရှုတင်နဲ့စိတ်မြတ်တာဖြည့်ရှင်းကြရပါ မိုင်လိုကနေမင်းကြီးကိုကျေးဇူးတင်တဲ့အခါကလေးတို့ကမာရီတွေးကြည့်တော့ပါတယ်နေမင်းကြီးကိုမိုင်လိုဘာကြောင့်ကျေးဇူးတင်တာပါလဲကလေးတို့ကြီးကျေးဇူးတင်တဲ့တော့ကျမလေးမိုင်လိုဘုံကြီးကိုနောက်ထောင်ပြီးတဲ့အခါကလေးတို့လည်းအရာရာကိုအကောင်းမြင်တတ်တဲ့စိတ်ကလေးတွေနဲ့ရရတိုင်းကိုကျေးဇူးတင်တဲ့တော့ကလေးမြဖြစ်ကြပါစေကွယ်